မင်္ဂလာပါဗျာ။ EAW ကနေကြိုဆိုပါရစေ။ဒီတစ်ပတ်တွေ့ဆုံဆွေးနွေးခန်းမှာဝါရှင်တန်ရောက် EAW ဝိုင်းတော်သားတူဦးဖြစ်တဲ့ကိုအောင်သူရနဲ့ကျွန်တော်မြမနိုင်ငံရေးမှာနောက်ွယ်ကကြိုးကင်သွားတဲ့လက်မဲကြီးတူဦးဖြစ်သူဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်းမောင်အေးနဲ့ပတ်သက်ပြီးပြောဆိုဆွေးနွေးမှာဖြစ်ပါတယ်။ကိုအောင်သူဟာဦးသိန်းစိန်နဲ့ဒေါအောင်ဆန်းစုကြည်အစိုးရရဲ့လက်ထက်မှာ BBC မြန်မာဌာနရဲ့ရန်ကုန်နဲ့နေပြည်တော်အခြေစိုက်သတင်းတောက်တယောက်ဖြစ်ခဲ့ပါတယ်။ 2021ဖေဖော်ဝါရီစစ်တပ်ကအာဏာသိမ်းပြီးခိတ္တဖမ်းဆီးခံရပါတယ်။ပြန်လွတ်လာပြီးထိုင်းနိုင်ငံနေဆက်ကတဆင့်အခုခါမှာတော့အမေရိကန်ပြည်အောင်စုဝါရှင်တန် DC မှာ ပြောင်းရွှေ့ခြေချနေထိုင်နေပါတယ်။ကျွန်တော်က EAW မြန်မာပိုင်းအေဒီတာရဲနေပါ။မင်္ဂလာပါကိုအောင်သူရ။ဟုတ်ကဲ့မင်္ဂလာပါကိုရနေ။အခမြပြည်တွင်းမှာ နေတော့က BBC မှာသတင်းတောက်ဖြစ်ခဲ့တယ်လို့ တရင်တော့မဖြစ်ခင်ဟော်တယ်ဝန်ထမ်းဘွားကစပြီးတော့မြန်မာစစ်တပ်အတိုင်းဝိုင်းနဲ့ရောခရိုနီစီးဝါရဲ့အတိုင်းဝိုင်းနဲ့ပါဆက်ဆက်တိကျွမ်းခဲ့ဘူးသူဆိုတော့ရှောင်းနှောင်းမြစ်တွေမေးရတာပါဗျာအဓိကကတော့တရုတ်နိုင်ငံနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲဦးတန်းရွှေကတရုတ်နဲ့နှီးစပ်ခဲ့တယ်တရုတ်ကလည်းဦးတန်းရွှေကိုဖိတ်တယ်ဦးတန်းရွှေပတ်စံနေတော်မှတရုတ်မှာရှိတယ်လို့သတင်းတွေကြားဘူးသလိုမျိုး အမကြသေးခင်ကလည်းနိုင်ငံခြားရေးဝန်ကြီးဝမ်ယီတို့သူ့အရင်တရုတ်ကွန်မြူနစ်ပါတီနိုင်ငံခြားဆက်ဆံရေးမှူးစုံထောင်းတို့တောင်မှဦးတန်းရွှေကိုလာတွေ့ရတာကိုအဲဒါပေမဲ့သိကျင်တာကဒူးချုပ်ဟောင်းမောင်အေးကဘလို့သဘောထားလဲပေါ့အသူ့ကိုတရုတ်ကလိုက်လိုက်လဲလဲတိတ်မလုတ်တယ်လို့ပဲနော်ကျွန်တော်ဒီကျွန်တော်တရင်တော့မလုတ်ခင်ပါတော့ကျွန်တော်လုတ်ခဲ့တဲ့ဟိုတယ်ကိုဒါဘူဂျုံမောင်ကြီးက၄ချိန်လာခဲ့ဘူးတယ် ဲ့တော့တချို့အားလည်းသူပြောတာတွေကျွန်တော်တို့ကြားခဲ့တာရှိတယ်။နောက်ကျွန်တော်တို့လူကြီးတွေအစဉ်ပြန်ပြောတာတွေကြားခဲ့တာရှိတာပေါ့နော်။အဲ့တော့ဒီနာဝတခိကခေါင်းဆောင်နေဖြစ်တဲ့ဒီဘုဂျုံတန်းရွှင်နဲ့ဘုဂျုံမောင်ကြီးကိုကြည့်မယ်ဆိုရင်သူဘုဂျုံမောင်ကြီးကသူတရုံမုံကြီးတော်လေးပြောတာကိုကျွန်တော်တို့ကြားခဲ့ရတာပေါ့နော်။ကြခဲ့ဆိုတော့ကျွန်တော်မမဲ့ရနှစ်ခုနှစ်တော့မှတ်မိတော့ပေါ့เนาะ2006ဖြစ်ဖို့များတယ်ဆိုတော့ပဋိင္ဒရာဖွင့်ပဲဟိုသူလာတယ်လာတဲ့ခါမှာဟိုတယ်မှာတဲတဲတဲ့ခါမှာဒီ ဒီအဲ့တဲ့အဝင်ဆင်းနေဒီတင်ပြတဲ့ခါမှာဒီဒီမြန်မာနိုင်ငံသားပြုတ်လူမျိုးတယောက်ပိုင်နေပေါ့နော်မာဟိုတရားရဲ့အများဆုံးဖြစ်နေချိန်မှာတော့အဲ့တတိယခေါ်ခိုင်းလိုက်ပြီးတော့မှဒါ note ဒီတယုတ်တွေကောင်းသားဖို့အတွက်ငါဒီတရားကိုစောက်ပေးတာမဟုတ်ဘူးဆိုတော့သူကအဲ့လိုပြောတာပေါ့နော်ဒါကျွန်တော်တို့ဆိုကြားခဲ့ရတာပေါ့အာနောက်တစ်ခါကသူအဲ့လိုပဲတစ်ခါပြောတာကြားဘူးတာပေါ့နော်ကြားဘူးတဲ့ခါကျတော့သူကဒီ ငါတို့အမေရိကန်နဲ့တာအဆင်ပြေတဲ့ချိန်ကြလို့ရှိရင်မင်းတို့ဝါးတွေတိုက်ပြီးလို့ရတိုက်ပလိုက်လို့ရတယ်ပေါ့နော်အဲဒါအဲ့လိုမျိုးပြောခဲ့တာကြီးကြားခဲ့ဘူးတာရှိတာပေါ့အဲတော့တကယ်လဲသူကဒီလိုမျိုးဘာကြောင့်တရုတ်မုံကြီးဖြစ်လဲဆိုရင်သူဒီတိုင်မှုဘဝတော့ကသူရှမ်းမြောက်မှာတာဝန်ကြားခဲ့ဘူးတယ်ဒီလာရှိုးခြေတိုင်းအရှေ့မြောက်ပိုင်းဆန္ဒပြတိုင်မှုဖြစ်ခဲ့တယ်ပေါ့လေအဲတိုင်မှုဖြစ်တဲ့ချိန်မှာသူကအဲ့ဒီ စီစီဝန်တာပန်တို့မျိုးတိုက်ပွဲကြီးတွေတိုက်ရတယ်ဘာကဘာနဲ့ဆိုတော့တိုက်ရတယ်ပေါ့နော်တိုက်ရတဲ့ခါမှာသူကဒီဘာကဘာတွေရဲ့နောက်မှာတရုတ်ရှိတယ်ဆိုပြီးသူကအဲ့လိုယုံကြည်တဲ့အတွက်သူကတရုတ်မုံဒီအားကောင်းမဲ့တာပေါ့အဲ့တော့သူကဒီတရုတ်မုံဒီတော်လေးကိုမှဒါပြင်းထန်တဲ့ဒါစစ်ဗိုလ်ချုပ်တရားလို့ဂျာကျွန်တော်တို့ပြောလို့ရတာပေါ့လေသူပြောခဲ့တဲ့အခြေအနေဒါသူကျွန်တော်တို့သူပြောခဲ့တဲ့အခြေအနေကိုကျွန်တော်တို့ကြားခဲ့ရတဲ့အခြေအနေရပါတော့နောက်ဆုံးသူဒီဟိုပါ ြန်မာပြည်မှာဒီတေဥသထေးတွေရန်များလာတယ်ရန်များလာတဲ့အခါမှာဒီဗမာပြည်ဗမာတွေတည်းလည်းသထေးဖြစ်ဖို့လိုတယ်ဆိုကြမှာသူတချို့ဗမာလူမျိုးတွေကိုသူအဲ့လိုပေါ့လုပ်ပိုင်ခွင့်နဲ့ပေးပြီးတော့သထေးဖြစ်အောင်ငွေပေးခဲ့တာတွေရှိတာပေါ့အဲ့လိုအခုမှဒီဆရာကျောင်းတို့ကိုဒေသတို့အကိုစောစောတို့ပေါ့နော်တဒီလိုဗမာတွေကိုသူကသထေးဖြစ်အောင်ငွေပေးခဲ့တာပေါ့နောက်နောက်ဆုံးဆိုရင်ဒါသူအနာယူခံဒီချိန်မှာဆိုရင်ဒီဗမာတတိ၄ရောက်အတွက်ကိုသူကဗန်လေးခု ောင်းဝင်ပေးခဲ့တာပေါ့နော်ဒါဒါဒါတွေကတော့ဒါထင်ရှားတဲ့ချက်လက်တွေကိုဒါပြောပြောလို့ရတာပေါ့လေဟုတ်ကဲ့အဲဒါပေမဲ့ကျွန်တော်တိရတလို့ဆိုရင်စစ်တပ်ကဝင်နေတဲ့တရုတ်စစ်ပစ္စည်းတွေမစွန်တာကြောင့်ရုရှားဘက်ကိုရိမ်းသွားတယ်လို့ကြားဘူးတာ ਉ အဲအဲ့ဒါကဥမောင်အေးကြောင့်လား2006ထဲမှာတော့သူရုရှားသွားခဲ့တာတော့အသိတယ်ဗျ။ သူကဒီလိုကိုသူတို့နောက်ပိုင်းမှာသူတို့တိတ်လာလူကိုယ်တိုင်ကဒါတရုတ်ကိုသူတို့မကြိုက်ဘူးမုန်နေစေရှိတယ်เนาะတရုတ်နဲ့ဆက်ဆံတဲ့အခါမှာသူတို့အတွက်တိတ်အကျိုးမရှိဘူးဆိုတာမျိုးဒါဒါသူပြောတာနေကြားဘူးတာရှိတာပါလေဥမာဒီတာပေါင်းပြောပဲဆက်ယုံဖွင့်ပွဲကိစ္စဆိုသူတစ်ခါပြောတယ်ဒီတာပေါင်းပြောပဲဆက်ယုံတုတ်တာသူဒီ area တိုင်းအတိုင်းကြောင်းမျိုးပေါ့เนาะဒီကွာဝတော်ကြီးမှာခြေတဲပြီးတော့ဒီပြောပဲဆက်ယုံလုပ်တယ်အဲ့ဒီဆက်ယုံတွေကသူဒါတရုတ်ကိုအဲ့ရထွက်တဲ့ ကုံချမ်းကိုကုံကြောကိုပေါ့နော်တရုတ်ကိုပို့တယ်အဲ့တော့အဲ့ဒီဆက်ရုံကိုတရုတ်ကချင်းဝင်နဲ့တည်တယ်တရုတ်ကဒီကုံကြောကိုပြန်ဝယ်တယ်ပေါ့ဒီပြော့ဘက်တွေပြန်ဝယ်ပြန်ဝယ်တဲ့အခါမှာသူတရုတ်ကမလုပ်တာလဲဆိုတော့ဒီအဲ့ဒီဆက်ရုံလေကို gas ကိုတရုတ်ကအဲ့တရုတ်ရှီယာဝယ်ရတယ်သူတရုတ်ရှီယာဝယ်တဲ့ gas နဲ့ပဲသူဒီဆက်ရုံလည်ရတယ်လည်ရတဲ့အခါကျတော့ဒီဆက်ရုံဆက်ရုံလေပတ်ဖို့အတွက်ဝယ်တဲ့ gas နဲ့ ဒီပြောဖက်ဈေးနှုန်းနဲ့တွက်ကြည့်တဲ့အခါမှာဒန်ဒေါ်လာ40လောက်ပဲမြတ်တော့တာပေါ့နော်အဲ့တော့အဲ့ဒါတခြားကုန်ကြမ်းစိမ်းနဲ့နှုတ်လိုက်လို့ရှိရင်ဘင်းဘာမှအကျိုးမြတ်မရှိဘူးပေါ့နော်အကျိုးမြတ်မရှိဘူးပေါ့မရှိတဲ့အခါကျတော့ဒါတိရုတ်တရားလူလဲကြရတာမျိုးသူအဲ့လိုအမြင်မျိုးသူ့မှာနည်းနည်းရှိတယ်နောက်တစ်ခုကဒီမြန်မာစစ်တပ်ကဒီစစ်ဗိုလ်တွေကိုတိရုတ်ကိုသွားပြီးပညာသင်ကြတာပေါ့နော်ပညာသင်တဲ့အခါမှာအဲ့ဒီပညာသိမ့်မတက်ဘူးပေါ့နော်တိရုတ်တရားပညာဟိုပညာအဆုံးမပေးတာလား ဒီဘာသာစကားခက်ခဲမှာပေါက်လို့လားမသိဘူးအဒီဒီတယုတ်ပြည်ကိုသွားပြီးတော့စစ်ပညာတယုတ်ပြည်ကိုသွားပြီးပညာသင်ခဲ့တဲ့ဒီစစ်ဘိုတွေကလည်းသူကဒီပညာရဲ့ဆိုင်ရာမှာတိတ်ပြီးတော့ထူးထူးညံ့ဖြစ်မလာတဲ့အခါမှာသူကဒီအိန္ဒိယနဲ့ရုရှားဘက်ကိုလမ်းကြောင်းဖောက်တယ်ဆိုတာမျိုးကိုဒါကျွန်တော်တို့ကြားဘူးတယ်ပေါ့နော်အဲ့တော့သူဒီရုရှားကိုပညာတော်သင်တွေလွှတ်တယ်နောက် DSA ကနေမှအကြောင်းဆင်းတဲ့ဒီစစ်ဘိုတွေကို သူကကွန်ပျူတာတက်ကတူတွေတက်ခိုင်းတာပေါ့လေမြန်မာပြည်မှာရှိတဲ့ကွန်ပျူတာတက်ကတူတွေတက်ခိုင်းတယ်ရုရှားကိုလွတ်တယ်ပေါ့နော်တချို့ရုရှားမှာဒီ PhD တက်နေတဲ့ဒီစစ်ဗိုလ်တွေဆိုရင်တော့အင်တာဗျူးခွင့်ပေးထားတဲ့ဆွဲဒေတာကျွန်တော်တို့ကြားခဲ့မှုလာပေါ့နော်အဲ့တော့ရုရှားမှာတုံးတဲ့ပစ္စည်းတွေအကြတော့သူတေးဥထက်ကောင်းနေဆိုတာမျိုးသူတို့ကအဲ့လိုအမြင်ရှိတာဥမာတိုက်လေနေပါလေဆိုရင်လည်းသူကရုရှားကတုံးတဲ့ဝယ်တဲ့တိုက်လေနေပိုကောင်းနေဆိုတာသူတို့ဒါပြောတာဆိုတာကြားဘူးလား အဲ့တော့သူကရုရှားတရုတ်နဲ့ဆက်ဆံတဲ့အခါမှာတရုတ်ကလုပ်တဲ့ပစ္စည်းတွေကသူတို့က quality သိမ့်မမီဘူးသိမ့်မကောင်းသူရဲ့စိတ်အခြေခံကလည်းဒီတရုတ်ကိုမကြိုက်တဲ့စိတ်ရှိတဲ့အတွက်သူကရုရှားနဲ့ဖောက်ဖို့အတွက်ကိုတန်းလမ်းကြောင်းရှာခဲ့တဲ့လူပေါ့နော်ဒီရုရှားနဲ့ဆက်ဆံရေးကိုဘူဂျုံမောင်အေးကနေစလုပ်ခဲ့တယ်အိန္ဒိယနဲ့ဆက်ဆံရေးကောင်းအောင်လို့နဝတာခင်မှာဘူဂျုံမောင်အေးကလုပ်ခဲ့တယ်လို့တော့ဒါပြောလို့ရပါတယ်ဟုတ်အဲကွန်တူကပြောသလိုပဲပေါ့ဗျာတရုတ်နောက်ခံ ကျောတော်နောက်ခံတဲ့ဒီအပြစ်ရက်တဲ့တိုင်းရင်းသားလက်နက်ကိုင်တွေစီးဝါးရေးအကြီးအကျယ်လှုပ်လာတော့အဲ့ဒီအချိန်ကစစ်ကောင်းဆောင်တွေအမြမာခရိုနီတွေကို မွေးကြတဲ့အချိန်ပေါ့ဗျာဥမောင်အေးကဒီကမ်ဘောဇာလုပ်ငန်းစုကဥအောင်ကိုဝင်းနဲ့အတော်တွဲခဲ့ကြတယ်မဟုတ်လားဗျာဒီမြန်မာတထေးတွေမှာဆိုရင်ကြည့်မယ်ဆိုရင်ပေါ့နော်ခရိုနီတထေးတွေမှာကြည့်မယ်ဆိုရင်သူနဲ့ပတ်သက်ရပတ်သက်ရလူတွေရှိတာပေါ့ဥမာဆရာကျောင်းဆိုရင်ဒါတော့ ိုကျုံမောင်ရဲ့လူဆိုပြီးတော့ဒါသေတန်းဝိုင်းမှာပြောကြတာပေါ့လေဥပမာဥဇောဇောဆိုရင်လားရှစ်လုံးကြီးရဲ့လူပေါ့အဲဒါဒါမျိုးတွေပြောကြတာပေါ့ဥမာဥဒေသာဆိုရင်လည်းဒါကိုကျုံမီးတန်းရွှင်နဲ့ညီဆက်တဲ့လူဆိုအဲ့လိုမျိုးပြောကြတော့သူကဆရာကျောင်းကတော့ဒါကိုကျုံမောင်ရဲ့လူကိုပြောကြတယ်နောက်သူတို့ဇလန်ကဘယ်လိုစပြီးခင်ခဲ့လဲဆိုတော့ဒီဆရာကျောင်းတို့လည်းများပါသူတို့ဒီရှမ်းပြည်နယ်ရဲစောင်းမှာကျောင်းဆရာဆရာမဖြစ်နေတာဝန်ကြားတဲ့ချိန်မှာဘုဇုံမောင်ရလည်းရရှိနေပွားနေသူတို့အဲ့မှာဆုံခဲ့ကြတယ် စုံကြတဲ့အဲမှာယင်းမိကြကြတယ်ယင်းမိကြကြပြီးတော့မှဘုဒ္ဓမော်အရာတောင်ကြီးတိုင်မှုဖြစ်တဲ့အချိန်မှာဒါဆရာကျောင်းစပြီးတော့မှရှန်ဦးစီကုံတိုက်အတွက်ဒီအဝဲတော်ခန့်နေဆိုမျိုးဒါကျွန်တော်တို့ဟိုကြားခဲ့ပူတာဗောလေဒါကျွန်တော်တို့တထေးတွေပြန်ပြောတာကြားခဲ့ပူတော့ဆိုတော့အဲ့လိုနဲ့သူတို့ယင်းမိလာခဲ့တယ်နောက်ပိုင်းဘုဒ္ဓမော်အရာဒီ trade council ဥက္ကဋ္ဌဖြစ်လာတဲ့အချိန်မှာဒီဆရာကျောင်းကဒါမြေပေါ်ပြီးမှာပရမအောင်ပုလိကပန် ကမ္ဘာသားဗန်တီထောင်ခွင့်ပေးတယ်နောက်တခြားပေါ့နော်ဥမာဒီမိုင်းရှူတို့မုတ်ကုတ်တို့မှာဆိုလဲဒါကြောင်းမြတ်တူဖွဲ့လုံငယ်နေပေးခဲ့တယ်ဆိုတာမျိုးပေါ့နောက်တခြားဒီနီလာယိုမာတို့လို73စီတင်သွင်းတဲ့လုပ်ငန်းတွေပေးခဲ့တဲ့ဆောင်မျိုးတော့ကျွန်တော်တို့ကြားခဲ့ပါတယ်အဲ့တော့ဒီဆရာကျောင်းကတော့ဒါဗုဒ္ဓမောင်ရင်နဲ့နဝဒခိကဆိုရင်ဗုဒ္ဓမောင်ရင်နဲ့ရင်းနှီးတဲ့လုပ်ငန်းရှင်တယောက်လို့တော့ဒီကောင်ပြောလို့ရပါတယ်အခုစစ်ကောင်းဆောင်မင်းအောင်လှိုင်က ဦးတန်းရွှေတင်ခဲ့တယ်လို့အများကသိတာပေါ့ဗျာဦးမောင်အေးကရောဘသူတွေကိုဆွဲတင်ခဲ့သေးလဲဗျာသူကကျွန်တော်တို့ဒီရွှေအောင်ဒေါ်လာရင်းပြီးတဲ့ချိန်မှာဒီစစ်ကောင်းဆောင်တွေကသူတို့ဒီမြန်မာပြည်နိုင်ငံဒီဟိုအနာဆွန်ရွှေအောင်ဒေါ်လာရင်းပြီးတဲ့ချိန်မှာသူကဒီမြန်မာစစ်တပ်ကစစ်ရေးရောနိုင်ငံရေးရောမှာပူတွဲတာဝန်ယူလို့မရတော့ဘူးခေတ္တကာလအခြေအနေရပါလေအဲ့တော့သူကဒီ စာရွေးကောက်ပဲလုပ်ပြီးတော့ထွက်ရတော့မယ်ဆိုတဲ့အခြေအနေမျိုးကြုံလာတဲ့အချိန်မှာဥတန်းရွှေရာဆိုနိုင်ငံရေးရာထူးနဲ့ပတ်သက်တဲ့လူတွေသူရွေးချယ်ခဲ့တယ်။ဒီဒူးချုပ်ဘူချုပ်မောင်အေးကတော့စစ်ဖက်ကရာထူးတွေသူရွေးချယ်ခဲ့တာပေါ့လေ။အဲ့တော့စစ်ဖက်ရာထူးတွေထဲမှာဆိုရင်ဒါဘူချုပ်မြတ်ထုံးတက်ကလွဲပြီးတော့ကျန်တဲ့လူတွေကဒါဥမောင်အေးလူတွေလို့ပြောလို့ရတာပေါ့လေ။ဥမာဒါအခုလက်ရှိစစ်ကောင်းဆောင်ဆိုလဲဒါဥမောင်အေးရဲ့လူလို့ပြောလို့ရတယ်။နောက်တစ်ခုကဒီဒီဘူချုပ်မူကြီးမရောက်နိုင်တဲ့ထက်မှာ ထိတ်တန်းရာလူတွေကိုရားခဲ့တဲ့သူတွေပြန်ကြည့်ခဲ့လို့ရှိရင်ဒါဘုကျုံမောင်ကြီးလူတွေပဲဥပမာဒီစတန်ကုန်တိုင်းတိုင်းမှုနဲ့ဆေးကျုပ်တောင်ယူခဲ့တဲ့ဘုကျုံဆန်ဦးဆိုလဲဒါဘုကျုံမောင်ကြီးရဲ့ជីတူးလုပ်ခဲ့တာရှိတယ်အခုဒီမဲရောက်လိုက်လက်ထက်မှာ sky လို့ခေါ်ကြရတယ်တကယ်ရာလူကြီးတွေများခဲ့တဲ့ဘုကျုံမိုးမြင့်ထွန်းဆိုရင်လဲဒါဘုကျုံမောင်ကြီးရဲ့ PSO လုပ်ခဲ့တယ်ကလရှိမှာအခုဒီဟိုပါ ဒီနိုင်ငံကွယ်မှုဖြစ်နေတဲ့ဘူဂျုံနေတိုးလို့ခေါ်ကြတယ်ဘူဂျုံကြီးကျော်သွားလင်းဆိုနေတာဘူဂျုံမောင်ရဲ့ PS ဘူဂျုံမောင်ရဲ့ကြည်တူးလောက်ခဲ့တာပေါ့နော်အခုကာသရာတင့်မှုဖြစ်နေတယ်ဘူဂျုံကိုကိုဦးဆိုလဲဒါဘူဂျုံမောင်ရဲ့ PS တို့မြတ်ဆန် PS လုပ်ခဲ့တာပေါ့နောက်ခုဒီအာဒူရီယာစာဖာချုပ်လုပ်နေတဲ့ဘူဂျုံတိုးကြီးဆိုလဲဒါဘူဂျုံမောင်ရဲ့အိမ်မှာလုံခြုံရေးတာဝန်ယူခဲ့တဲ့လူတွေပေါ့အဲ့တော့အခုလက်ရှိ2017ကစပြီးတော့ ဘယ်လိုမျိုးမျိုးလဲကာကွယ်ရေးချုပ်ဖြစ်လာတဲ့ချိန်ကနေဒီစစ်တပ်ရဲ့ထိပ်ပိုင်းရာထူးတွေကိုရာခဲ့တဲ့သူတွေနောက်ဘယ်လိုမျိုးဘယ်လိုမျိုးလဲအနာယူမဲ့နားယူသွားတဲ့ချိန်မှာနောက်တက်လာတဲ့လူတွေကိုရာခဲ့တဲ့လူတွေကိုကြည့်မယ်ဆိုရင်အကုန်လုံးကဗကြုံမောင်ရေးလူတွေပဲလို့ပြောလို့ရတာပေါ့လေအဲ့တော့အဲ့တော့ဒီလိုဖြစ်အောင်လဲတော့ဗကြုံမောင်ရေးကသူဒီစစ်တပ်ကရာထူးတွေကိုရွေးချယ်တဲ့အခါမှာသူနားမယူခင်စစ်တပ်ကရာထူးတွေကိုရွေးချယ်တဲ့အခါမှာသူစနစ်တကျတဲ့လူမျိုးရွေးချယ်ခဲ့တယ်ဆိုတော့ ါကျွန်တော်တို့လေးလာသိရှိခဲ့ရတာပေါ့နိဟာဒါဆိုရင်အားလုံးသိကြတာနောက်ွယ်ကလက်မဲကြီးဟာစဖတ်နေသူကြီးဦးတန်းရွှေကိုအခမားအဆိုရတော့ဥမောင်အေးလဲနောက်ွယ်ကလက်မဲကြီးဆိုတာသိရပါပြီဗျာอืมဒါဒီနိုင်ငံရေးရာထူးတွေမှာတော့ဒါဒီသမရာတို့ဒုသမရာတို့လွတ်တော်ဥက္ကဋ္ဌတို့ဒီလူတွေခန့်ခဲ့တာကတော့ဝင်ကြီးတွေအကုန်လုံးကတော့ဒါဘုရင်မွေးတန်းရွှေရ ပေးခဲ့တာဝန်ပေးခဲ့တာပေါ့နော်ရွေးချယ်ခဲ့တာပေါ့ဒါစစ်ဖက်ယာရူကတော့ဝကျုံမောင်ရဲ့ရွေးချယ်ခဲ့တဲ့တူတူပဲခုကတော့ဥမောင်ရင်မုံခဲ့တဲ့တရုတ်ကိုအခုစစ်ကောင်းဆောင်မင်းအောင်လိုင်းလွန်ဆန်လို့မရတော့တဲ့ဟာကတော့တမန်ရဲ့လောင်ပြောင်ချက်လိုပဲဆိုရတော့မှာပေါ့နော်သူကတော့အဓိကကွာသူကဒီဟိုပါပေါ့ဒီကောင်းဆောင်နဝရခိကကောင်းဆောင်နေရာကိုကြည့်မယ်ဆိုရင်ဒါဘုဒ္ဓမွေးတန်းရွှေရတော့သူကတရုတ်နဲ့ဆက်ဆံရေးအဆင်ပြေတယ် အထူးသဖြင့်ဒီမစ္စတာဆုံထောင်းပေါ့နော်ဒါသူနဲ့ဆက်ဆံရေးတော်တော်ကောင်းနေတယ်ပေါ့သူအဲ့ဒီကိုတရုတ်နဲ့ဆက်ဆံရေးတိဆောက်ခဲ့တယ်ဒါနဲ့ဘူဂျုံမောင်ရေးရတော့အဲ့လိုမဟုတ်ဘူးသူရဲ့စိတ်ခံမှာတရုတ်မုံဒီရဲ့စိတ်ရှိခဲ့တယ်ပေါ့နော်အဲ့ဒီဘဂဝါဒီကိုတရုတ်တရားမြောက်ပေးတယ်ဆိုတော့အမြင်မျိုးသူ့မှာရှိရတဲ့အတွက်သူကတရုတ်မုံဒီရဲ့တော်လေးအကောင်းနေတယ်အဲ့တော့သူကဒီတရုတ်မုံဒီရဲ့အကောင်းနေတဲ့အတွက်ဒီရုရှားကို စင်ပေါ်ဒီပညာသင်လုပ်ဖို့အတွက်သူစပြီးတော့ရွှေလန်းဝင်လန်းဖောက်ခဲ့တယ်ပြင်ဆင်ခဲ့တယ်နောက်ပြီးတော့ DSC ကဒီကျောင်းဆင်းတွေကိုကွန်ပျူတာသင်တန်းတွေသူတက်တက်ဖို့သင်ပေးခဲ့တယ်တက်တက်ဖို့သူလုပ်ခဲ့တယ်ပေါ့သူတစ်ချိန်သူစဉ်းစားထားတာကတစ်ချိန်သူတို့ဒီအမေရိကန်နဲ့အဆင်ပြေလာတဲ့အချိန်ကြာလို့ရှင်တေးကိုသူတို့စန့်ကျင်တယ်အာဒီတေးကကျွန်တော်နောက်ခံလုပ်ပေးထားတဲ့ဒီတိုင်အန်တာလနဲ့ကန်တွေသူတို့တိုက်နေသူဒီလိုအတွေးခေါ်သူ့မှာရှိခဲ့ရှိခဲ့တဲ့အတွက်သူက ဒီ Russia နဲ့ India နဲ့ဆက်ဆံရေးကောင်းလုပ်ခဲ့တယ်သူကလည်း Russia ကိုသွားခဲ့တယ်သူ India ကိုသွားခဲ့တယ်ပေါ့နော်ဒီမြန်မာစစ်တပ်နဲ့ India တပ်မတော်နေရာတော့ W အောင်ဆန်းခစ်တရားဆက်ဆံရေးကောင်းခဲ့ပေမဲ့နောက်တာခစ်မှာတော့သူက86နှစ်ဝိုင်းမှာဆက်ဆံရေးအေးဆက်သွားခဲ့အေးဆက်သွားခဲ့ပေမဲ့ဒီဗိုလ်ချုပ်မောင်ရေးသွားပြီးတော့ရွှေလန်းငွေလန်းဖောက်ပြီးနောက်ပိုင်းမှာတော့ India စစ်တပ်နဲ့ဒီမြန်မာစစ်တပ်ကလည်းဆက်ဆံရေးပြန်ကောင်းခဲ့တယ် ဒါတွေသူအဓိကလုပ်ခဲ့တာဒါတရုတ်ကိုသူကောင်တာလုပ်ဖို့ဆိုပြီးတော့စစ်ကူးရင်ပြီးလုပ်ခဲ့တာပေါ့လေအခုလက်ရှိစစ်ကောင်ဆောင်ဆိုလည်းဒါသူတရုတ်မုံဒီရေးစိတ်ရှိရလူဆိုပြီးဒါပြောလို့ရတာပေါ့နော်အစပိုင်းမှာပေါ့ဒါဆိုသူရဲ့တချုပ်ဖြစ်လာပြီးနောက်ပိုင်းမှာတချုပ်ဖြစ်လာပြီးပထမဆုံးသွားတဲ့ခီးစဉ်ကသူကဒါဗီယက်နမ်နိုင်ငံကသူသွားခဲ့တယ်နောက်တစ်ခုကဒီဟောင်ကောင်ကွတ်ထိုက်တမဒီမြန်မာပြည်ကိုလာတဲ့အခါမှာတရုတ်ကောင်ဆောင်နေရာနေမှာ ဒီလူကိုမတွေးဘူးဆိုပြီးတော့ပြောတယ်အဲ့တော့ NLD ကောင်းဆောင်နေရာသူနဲ့မတွေးခဲ့ဘူးဒါလွတ်တော်ဥက္ကရာဦးရှိမှလည်းသူနဲ့မတွေးခဲ့ဘူးဒါနဲ့ဘုရင်မူကြီးမရောက်နိုင်တော့အဲ့ဒီဟောင်ကောင်ကွဲထွက်ရေးသမားကိုဘင်းတော်ရိတ်တာမှာခေါ်တွေ့ခဲ့တာရှိတယ်အဲ့နောက်တစ်ခါကျတော့သူအဲ့လိုပေါ့နော်ဂျပန်ကိုသွားတဲ့အခါမှာလည်းအာဒီဒီတရုတ်တွေမကြိုက်တဲ့ဘုရင်ကြီးရဲ့ဟိုဟာသတင်းညာသူသွားပြီးတော့ကြည့်ရအောင်သူရှေ့ရှိခဲ့တယ်ပေါ့လေဒါသူလည်းအဲ့လိုမျိုးပေါ့ ိုရေဘူးရချင်းတော့သူသူမှလည်းတရုတ်မုံဒီရဲ့စိတ်ရှိတယ်ဆိုပေမဲ့လက်ရှိအထင်နေထားမှာကြတော့သူကတရုတ်ကိုသွားပြီးဒူးထောင်ရတဲ့သူကဘူဂျိုကြီးတယောက်ဖြစ်သွားတာပေါ့လေအာသွားပြီးဒီခုဒီလာရှုပ်ဖြစ်စဉ်ကိစ္စတွေပါလေကြည့်မယ်ဆိုရင်ဒါတတိယကိုတော့ဒီထောက်ရတဲ့ဆိုတော့ဒါတေချာတဲ့အနေထားမျိုးတွေ့ရတာဟုတ်ကဲ့အခုလိုပြောဆိုဆွေးနွေးပေးတာကျေးဇူးပါကောင်သူရ